ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဌာနချုပ်လိုက်စာကိုစစ်ကောင်စီကအသေးခံ drone နဲ့ထပ်မံတိုက်ခိုက်ခဲ့လို့တရုတ်လင်မယားနှစ်ယောက်တရားရရှိခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနကအောက်တိုဘာ18ရက်အညပိုင်းမှာသတင်းဖော်ပြပါတယ်။အခုနှစ်အတွင်းမှာစစ်ကောင်စီကလိုက်စာကိုအသေးခံ drone သုံးပြီးတိုက်ခိုက်မှုအကျဉ်းကြီး6ကျင်းရှိပြီလို့လည်းဆိုပါတယ်။နောက်ဆုံးအကျဉ်းကတော့အောက်တိုဘာ16ရက်ည7:00နာရီကျော်ကလိုက်စာကို drone နဲ့ထပ်မံတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာလိုက်စာမျိုးအစီပင်သားရဈေးတန်းက ဟင်းဒီဟင်းရွက်ရောင်းတဲ့တရုတ်လင်မယားနှစ်ယောက်ဒဏ်ရာရရှိခဲ့ပြီးဈေးဆိုင်ကန်းတွေလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်မြစ်ကြီးနားမြို့အခြေစိုက်မြောက်ပိုင်းတိုက်စစ်ဌာနချုပ်ကနေလိုင်းစာစီအသေးခံ drone လွှတ်ပြီးတက်ခိုက်တာဖြစ်နိုင်တယ်လို့ကချင်တရိုင်းမြတ်တူကပြောထားပါတယ်။ KIA နဲ့တိုက်ပွဲတွေမှာအထင်နိုင်ရင်လိုင်းစာဌာနချုပ်ကိုလေကြောင်းနဲ့တက်ခိုက်တာလမ်းနက်ချင်းနဲ့ပစ်ခတ်တာတွေအရင်ကတည်းကရှိခဲ့ပေမဲ့2020နှစ်လည်းကစလို့လိုင်းစာအနည်းကစစ်ကောင်စီစကန်တွေသိမ်းပိုက်ခံရပြီးတဲ့နောက်ပိုင်းမှာတော့ လက်နက်ကြီးထက် drone ကိုသုံးပြီးပုံမတက်ခိုက်တာတွေတွေ့လာရပါတယ်ရှင်